နေနဲ့အစည်းဝေးကိုလုပ်လုပ်ပြီးတော့လူငယ်ရွေရွေးတက်ပြီးရောကျွန်တော်ပြောလဲဆိုတော့အခုကရေလိုးတစ်သိပ်မပါလဲတွေ့တဲ့ကျွန်တော်ဓာတ်ဝင်ငါးချက်ရိုက်တာအော်အဲ့ငါးချက်ကမနေဟာဟာငါးချက်ကမပြောနဲ့ကျွန်တော်မှနှစ်ချက်လောက်မပြေးဘူးအဲ့တော့မှအဲ့ဆောင်ဝင်ပြေးလိုက်လို့အဲ့အဲ့ပစံဆိုတော့ကျွန်တော်အနာတော့မပြေးနိုင်တော့အဲ့ရငွေချင်းကိုရော ငါအဲ့လိုပဲဖွဲပြီးငါလာတာတပြားမှလည်းမရှိဘူး။ဘာလဲစီကန်နေတန်းလာတာဒီနိုးစိမ့်မပါဘူးဆိုတော့အဲ့တော့မှကျွန်တော်သူငယ်တွေကကျွန်တော်ဟိုသဘောပေါက်သွားပြီးတော့အဲသူကစိတ်မကောင်းဖြစ်တယ်အဲဒါမဲ့စီကံစီကံပဲလေ။နေပါဒါပေါ့။ဒါမဲ့မပါတယ်ရိုက်တာပဲ။ပြီးတော့မှသူတို့လည်းဟိုဘူးခေါမလဲ။သူစေဘွားကဆိုပြီးတော့သူဆုဆက်ပြီးပြီးလိုက်တာ။အဲဟိုလောက်ရ20လောက်ရ။ အဲ့လိုလိုအလိုတွေပေါ့ဟိုအပြင်မှာနေခဲ့ပြီမဲ့ကိုတာဝန်ကြည့်အောင်ကိုဘယ်လိုပဲဖြစ်ဖြစ်ဘာပဲအနေထားပဲရောက်ရောက်ကိုတာဝန်တို့ကိုကကြည်ပြွန်လို့ကြောင်းလို့ပါအဲ့အရာကြီးကကျွန်တော်တို့ကအပြင်ရဲ့အစိပ်ပိုင်းလေးတွေပေါ့ဗျာကိုတဲ့ခက်ခဲတဲ့တင်ငယ်ချင်းတွေလည်းအားကြီးရှိအားကြီးပါလေအဲကိုတန်းတော့ထောင်းလေးနဲ့ချောင်းအဲကျွန်တော်ကအပြင်ကနေဖြစ်ပါပြောပြအဲကျွန်တော်ကမှ NLD အဖွဲ့ဖွဲ့တဲ့ခါကျတော့ ျွန်တော်လည်းသတင်းစာတွေဖတ် BBC တို့ VOA တို့လည်းနားထောင်အဲ့တော့အဲ့သတင်းစာနှစ်ခုပဲရှိတယ်အဲ့ဒါနောက် All India ရှိရပါတော့အဲ့လိုမျိုးတွေရှိတော့အဲ့ဒါတွေပဲနားထောင်တော့ဩငါတို့ပါတီဖွဲ့ပြီးပေါ့အောင်စုတင်ပေါ့အဲအောင်စုတင်သောဆန်းစုကြည်ရဲ့ဥအောင်ကြည်ရဲ့ဥတင်ဦးရဲ့ပေါ့အာချင်းတွေစောင့်ကြည့်တိုက်သေးတယ်အဲဟိုလောက်ပေါ့ဆယ်ရဲ့၅ရဲ့လောက်ဟာโอเคဒီဒီပါစီဒီပါတီကတော့မစိုးဘူးပေါ့နော်ဒေါ်စန်းစုကြည်ပါတယ်နံပါတ်1ပေါ့နံပါတ်2ကတော့ဟာဟိုဥတင်ဦးပါတယ်ပေါ့ဥအောင်ကြီးကကြတော့ ကိုကဟိုဒီမဆာလာတထင်းထဲမှာအမြဲတမ်းတွေ့နေရဆိုတော့အဲသူလည်းပဲကောင်းပါပဲလीပေါ့နော်ဒီပစ်ပါတီကြိုက်တော့လည်းပဲဟိုဥနုပါတီတခုပဲရှိတယ်ဥနုတယောက်ပဲကျွန်တော်သိရကျန်တာမသိဘူးပေါ့ဆိုတော့လှုပ်ရှားမှုကြိုက်တော့လည်း NLD ကဟာအဖွဲ့အဖွဲ့ကိုဝင်တဲ့လူတွေလည်းများတယ်လှုပ်ရှားမှုကလည်းအရန်ကောင်းတဲ့ခါကျတော့အဲကျွန်တော်ကအဲ့ဒီပါတီကိုအဲကျွန်တော်အရင်လူငယ်တွေကအရင်ဆောက်ဝင်တာလူငယ်တွေကဟာသူတို့ကအဲ့ဒါဟိုမှာဖာကူကြည့်ရမှာပေါ့ဒီလားအာကုတန်းဆိုကျွန်တော်တို့ဖာကူကြည့်ရမှာအဖွဲ့ဝင်အသစ်စုဆောင်တဲ့ခါကျသူတို့မေးခွန်းတွေကျွန်တော်မဖြေနိုင်ဘူးอืม ဟဲ့လားမဖြေနိုင်ဘူးပေါ့နော်အဲ့ဒါကုတန်းတော့လိုက်မှရတော့မယ်ကုတန်းတော့ဖြေကုတန်းတော့ဖြေနိုင်တယ်ပေါ့ကုတန်းတော့စာရီလည်းဖတ်ထားတယ်ပေါ့ရီဗျူလည်းနားထောင်တော့ကျွန်တော်တို့ထက်လည်းအများကြီးဘူးတာရှိတယ်ပေါ့ဆိုအေးဟုတ်ပြီငါလည်းလိုက်မယ်ဒါပေမဲ့လိုက်မဆိုငါဒီတိုင်း blind လိုက်လို့မရဘူးဟဲ့လားငါ့ကိုတာဝန်တစ်ခုပေးလိုက်အဲ့လား NLD အဖွဲ့ဝင်ဖြစ်ငါ့ကိုအတိမတ်ပြုပြီးနောက်ငါ့ကိုစီဝင်ရေးအတွက်ဒေါ်စန်းစုလက်မှတ်နဲ့စာငါ့ကိုပေးငါထုတ်ပေး ဆိုတော့โอเคရတယ်ဆိုတော့နောနေကြကျွန်တော်အားရအကုန်လှုပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လိုက်သွားအဲ့ဒီကကြာကျွန်တော်ပါတီဝင်ပြစ်တာအင်းအဲ89ခုနှစ်အဲဒီဇင်ဘာလလောက်မှာပေါ့နော်ပါတီဝင်ပြစ်ကွာအဲ့ပါတီဝင်ပြစ်လိုက်မှာစီဝင်းလုပ်ငန်းတွေလုပ်ပို့လုပ်တော့စီဝင်းရအောင်မြင်တယ်ဗျာတညင်မှာဒီဘကုံးမြစ်တကြောပေါ့ဝင်းခနီအာဖာဂူလာဟာရအဲ့ဘကုံးမြစ်တကြောကလည်းပဲကျွန်တော်တို့လူငယ်စီဝင်းလည်းအောင်မြင်တယ်လူကြီးစီဝင်းလည်းအောင်မြင်တယ်အဲအဲ့ဒီမှာ COA ပြောတဲ့မှာပြောတဲ့ဇာတ်ကားတွေပြောတဲ့တရားတွေကတော့နောက်တော့မှ AC ပြောပြမယ်အဲအဲ့ဒီကနေမှကျွန်တော်တို့ကအားကောင်းလာအားကောင်းလာနဲ့နောက်ပိုင်းမှာ တညင်မှာဘုံကွဲတာကိုအရင်ချက်စဲအောင်ဘုံကွဲကွဲတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့သူကတရားခံမမိဘူးလေမမိတော့ကျွန်တော်တို့ကဒီမှာအနေရီကလည်းအားကောင်းနေတဲ့ချိန်ဟဲ့လားဘုံကွဲတဲ့ချိန်မှာကျွန်တော်တို့ကဟိုမြို့နယ်ဖွဲ့ချုပ်ရုံးမှာကျွန်တော်တို့က7 July နေ့အခမ်းအနားကိုကျင်းပနေကျင်းပတဲ့ချိန်မှာဘုံမှာဘုံကဂျင်းကိုကွဲသွားဟာဘာဖြစ်တာလဲတော့ပြောဘုံကွဲတာဗောဟာဘုံကွဲတော့ပြဿနာပဲဗောငါတို့တော့ငါတို့ပါတီတော့ရမ်းတော့မယ်ဗောနော်ဒီကောင်တွေရမ်းနိုင်တယ်ဗောစစ်တပ်ကကျွန်တော်တို့စောင့်ကြည့်နေရလေကျွန်တော်တို့ဟုတ်တယ်ဘုံကမကျင်းနိုင်ဘူးမနာလို့တူရှည်ဗောဗျာဆိုတော့ နာမည်လည်းဖြတ်ချင်တာဘူးဟုတ်တော့အဲဆိုတော့အဲ့တော့နေနေနဲ့တိတ်မကြဘူးခွန်းနေနေကြွယ်တဲ့စသုံးနေကြကျွန်တော်လာဖမ်းရောအဲကျွန်တော်မဖမ်းခင်မှာမှရှေ့မှာခြေထိတ်တွေဖမ်းထားတယ်ခြေထိတ်တွေလည်းခုနအတိုင်းမပြောတာပဲဟာကျွန်တော်တို့မရဘူးတယ်ကျွန်တော်တို့မခွဲလဲကျွန်တော်တို့ခွဲပါတယ်လို့ပြောခိုင်းနေတဲ့အတင်းနဲ့အဲ့ဒါကျွန်တော်တို့မပြောဘူးတဲ့အဲ့ဒါကုတန်းဆိုဆိုတော့ဖြေနိုင်မှာဆိုရင်ကုတန်းဆိုခေါ်လိုက်တာလေဆိုတော့တော့ဖန်ခံရပါလေ။အဲ့တော့ကျွန်တော်တို့ကပြောတာပေါ့ဗျာမဟုတ်ဘူးပေါ့နော်။အဲဆရာဆရာတို့ဟိုကဖြစ်လို့ရှိရင်ကျွန်တော်မလွတ်ပေးနဲ့တရားခံအစ်စ်ကိုမြေအောင်ဖန်း တကယ်စစ်မိမှကျွန်တော်လှုပ်ပေးသွားမရဘူးမင်းတို့ပဲကွာရောက်လှုပ်ဟုတ်မဟုတ်ပြောကွာတဲ့အဖွဲ့တွေကအများဆုံးအများကြီးတစ်ဖွဲ့လာလိုက်တစ်ဖွဲ့လာလိုက်ကျွန်တော်စစ်တာပေါ့ဗျာအဲထားတော့ဒါရီနောက်တော့မှ AC ပြောပြမယ်အဲအဲ့ဒီမှာဟိုအဖွဲ့ချုပ်ကဝင်ပြီးတော့အဖွဲ့ချုပ်တန်းရုံကိုလာတာပေါ့ဗျာအဲဒီမှာတန်းရုံကအုတ်လမ်းမှာရွှေကုန်းတိုင်းအုတ်လမ်းမှာတန်းတန်းရုံကဟိုဌာနချုပ်ကြတော့ဒေါက်တာချန်ချန်နေမှာပေါ့နော်တက်တူရတယ်လာအဲအဲ့တော့အခုတော့အခုကတမျိုးဖြစ်သွားတာပေါ့နော်အဲကျွန်တော်တို့ခေတ်တုန်းက80နဲ့86နဲ့9 လုံးဝအဲ့ပုံစံမျိုးပေါ့နော်သူ68စပြီးတော့ရန်ကုန်တိုင်းရောဘယ်မှာဖွင့်လဲဆိုတော့ကျွန်တော်ပန်းစွန်းလမ်းမှာဖွင့်တာပေါ့နော်ပန်းစွန်းလမ်းဒီမှာအဲ့ဒီကိုပြောင်းသွားတာပေါ့အဲ့လိုပြောင်းနေချိန်မှာကျွန်တော်ယုံလာတာပေါ့နော်ကျွန်တော်တို့ကတညမျိုးနေလာတဲ့အခါကျတော့အဲ့လိုပဲအခုပြောအခုလိုပဲပြီလားတခါကျရင်ပတ်စံအဆင်ပြေတယ်မူဘူးကလေမူဘူးရတဲ့အခါအဆင်ပြေတယ်တခါကျရင်ကိုကလာတဲ့အစိတ်ခါစိတ်တဲ့စိတ်တဲ့အခါကြာလို့ရှိရင်တကယ်ကြီးနေနဲ့လူငယ်တွေသွားတာလေမင်းကပတ်စံပေါ့လေငါ့မှာပတ်စံဘလောက်ပါလဲအဲအဲ့ဒါမျိုးကြီးကြည့်ပြီးတော့မဟာငါတို့ဒါဆိုရင်ငါတို့ရွှေကုန်တိုင်းထိငါတို့ကားစီးမယ်ရွှေကုန်တိုင်းနေခုပုံငါတို့လမ်းရှောင် အဲအခါကြလို့ရှိရင်လမ်းလျှောက်ဖို့ကားစီးပုံမပြောနဲ့တိလားထမင်းဘိုးလည်းအနိုင်တယ်ဟိုတညက်လာတာဆိုတော့အေးပေါ့ထမင်းရဲ့တနက်ကတော့စားတယ်နမဆက်သွေးခက်ခဲတယ်အဲနမဆက်သွေးခက်ခဲတော့တိလားတင်းမိုးကြီးတိလားတင်းမိုးကြီးနဲ့လာတာပေါ့ဗျာအချိန်နဲ့ကြည့်ပြီးတော့အဲ့တော့ငါတို့ဒီထမင်းတော့မစားလို့မရဘူးငါတို့လမ်းလျှောက်မယ်ရွှေကုန်တိုင်းလမ်းလျှောက်မယ်အင်းအရုံးကြုံဒီလမ်းလျှောက်မယ်ကွာရုံးကြုံမရောက်ခင်မှာမြမအလင်းသတင်းစာတိုင်းရှိတယ်အဲ့ဒီမှာရွှေကုန်တိုင်းမှာမြမအလင်းကဖေးဆိုတာရှိတယ်အဲ့အဲ့ဒီမှာသူကတတချောင်းစီးတယ်တတတတအဲအဲ့ဒီမှာထမင်းမောင်းတပွဲပါမှာ တကြက်တမှတ်ပဲရှိတယ်ပေါ့။ဟောထင်းမောင်းမစားမယ်။အင်းဟုတ်လား။အဲထင်းမောင်းစားပြီးလို့ရှိရင်ကောင်လမ်းလျှောက်ပြီးပြန်ပြီးချီတက်မယ်။အဲအဲ့လိုပဲထင်းမောင်းလေးစားလိုက်လမ်းလျှောက်ပြီးတော့ရုံကျုပ်ရောက်လိုက်ရုံကျုပ်ကနေတငယ်ချင်းနေရာဟာရောက်မူပိုးလေးငါးမူးတမှတ်ပြီးလို့ရှိရင်အဲအဲ့ဒါနဲ့တညင်ကိုပြန်သွားလိုက်အဲအဲ့လိုမျိုးတွေကျွန်တော်တို့လုပ်ခဲ့ရတာပေါ့နော်။အစီပြေတဲ့ခါကြီးလည်းရှိပါတယ်။အဲအဲ့မူပိုးဒီစီဝိုင်းကောင်းတဲ့ချိန်ပေါ့အမေကပတ်စံ10လောက်သွားလို့ရှိနေတယ်တကယ်ချင်းတွေကိုအကုန်လုံးတကခံလို့ရတာပေါ့ရှယ်ပေါ့ရှယ်ပေါ့အဲအဲ့ဒါအဲ့ဒါအဲ့ဒါ အခုအခက်ခဲတွေလည်းရှိတယ်ပေါ့နော်အဲနောက်တစ်ခါကျွန်တော်တို့ဆက်သွဲရတာလည်းတော်တော်ဆိုးတာပဲဒီလားဖုန်းမရှိတဲ့ခါကျတော့တញင်ပူဆိုးတာပေါ့အဲ့တော့မနေ့ဖြစ်လို့လုံမဲ့အလုပ်ကိုဒီနေ့တည်းကသွားပြီးတော့အကျိုးအကြောင်းတွေပြောပြအစည်းအဝေးထိုင်ရပြောပြတော့မှမနေ့ဖြစ်နေ့ကိုအဲ့ဒီနေ့ကိုတနေရာချင်းအင်းတနေ့ရချင်းပြောအစကားပြောအောင်ပြောပါတော့ပြောလို့ချင်းစာရွက်တွေဝေတာကန်းတာတွေပဲရှိကြအောင်နော်အဲ့လိုအခက်ခဲတွေရှိတယ်အဲ့ဒီအခက်ခဲကြားတွေကနေကျွန်တော်တို့ရုန်းကန်ကြအောင်ဟိုတိတ်ဟိုအောင်မြင်တဲ့ဆောင်မအောင်မြင်ဘူးပေါ့ဗျာအခုခုဒီခေတ်နေရတော့ဘာမှမဆိုင်တော့ခုခေတ်ကတော့ information highway လို့လည်းခေါ်လို့ရတယ်ဟာလား multi technology နဲ့ဒီ multi ဒီနည်းပညာတွေပေါ့နော်အဲဟိုအဲ့ဒီလူမျိုးတွေဖြစ်နေတဲ့ခါကျတော့ကျွန်တော်တို့ကကျွန်တော်တို့ကခင်ပြီတယ်ပေါ့အဲငါတို့ငါတို့လူငယ်တွေပေါ့အဲတိုင်းပြည်ငါတို့လူအနာဂတ်ငါတို့လူငယ်တွေကိုအခုထခါပြောလို့မျိုးပေါ့အဲ့လူမန်နဲ့ပေါ့လူရင်းကန်ရနေပေါ့ခုနကကျွန်တော်တို့ဘုံမခွဲဘဲနဲ့ခွဲပါတယ်ဆိုပြီးတော့ဆွတ်ဆွဲပြီးတော့ NLD ကိုနှိပ်ွက်ရဲပေါ့နော်ဟာ NLD ကလူငယ်တွေလောက်တာပဲဆိုပြီးတော့ခါသတင်းစာတွေက ကျွန်တော်လုတ်ပါလေမပြောရသေးတဲ့အချိန်မှာဓာတ်ပုံလိုက်ရိုက်သွားတာပြီးရင်ရိုက်ပြီးတော့မင်းနဲ့ပြောသတင်းစာမှာပါတယ်လုတ်ပါတယ်ပေါ့သူလိုပြောတယ်ပေါ့အဲအဲ့ဒီတဲ့ကျွန်တော်မို့စုထားတင်းထားတယ်အော်ကောင်းတယ်အဲ့ဒီမိုင်းနေပဲအဲအဲ့တော့အဲ့ဒီလိုမျိုးခံရတာပေါ့နော်ထောင်ထဲရောက်တယ်လေထောင်ထဲမှာဟိုဘူမသိကိုမသိပေါ့ထောင်ထဲတစ်ခါမှမရောက်ဘူးကြီးဗျာထောင်ကျော်နဲ့နားမလဲဆိုတော့ထောင်ထဲမှာမီးစင်ကြီးကရတာပေါ့တော်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 အဲဒါပေမဲ့မီးစင်ကြီးကရတယ်ဆိုပေမဲ့ဟိုမဟုတ်တဲ့ဟာတော့ကျွန်တော်တို့လာမခိုင်းနဲ့အဲမဟုတ်တဲ့ဟာလာမပြောနဲ့ ကျွန်တော်လူငယ်စိတ်ဒီငါတို့မတရားကဟိုထောင်ထဲရောက်တာလေမတရားဆူဆူပြီးထောင်ထဲရောက်လာထောင်ထဲမှာငါတို့နှစ်ခွက်ခံမှုလို့မဟုတ်ဘူးတင်းတေးပြိုက်တေးပြိုက်မယ်တန့်တက်ပြိုက်မဟုတ်တာတော့လုံးဝ sorry ပဲလူခွင့်ရချိုးပါမှုလို့ဆိုလို့ရှင်လေမဟုတ်ရင်မဟုတ်ဘူးဆိုတဲ့အကြောင်းအမြင်မတော်ရင်မတော်ဘူးဆိုကြောင်းပြောတာပဲအဲအဲ့လိုကျွန်တော်ထောင်ထဲမှာထောင်ထဲမှာနောက်ပိုင်းစားရေးတောက်ရေးအခက်ခဲတွေကျွန်တော်ဘယ်လိုကြော်ဖြတ်ရသလဲအဲ့ထောင်ထဲမှာဟင်းဘယ်လိုချက်စားရလဲဆိုတာတွေအဲ့ဒီဟာတွေအခုနောက်ပိုင်းပြောပြမယ်အဲအဲကိုလည်းဘာပြောစရာရှိသလဲနည်းနည်းပေါ့ တူတော့ပြောရတာဒီလိုပါတကယ်ချင်းတို့အမှတ်ရနေတာမမေ့နိုင်တဲ့ဟာလေးတွေကျွန်တော်တို့ကရုံချုပ်မှာနေရပြီးနေဦးမှာပဲအိပ်ရတဲ့ခါကျတော့ကျွန်တော်ညနေပဲဆိုရင်ကျွန်တော်ထမင်းမချက်တတ်ဘူးမချက်တတ်တော့ကျွန်တော်ကဘာလို့ ਆ ဆိုတော့ချက်တတ်တဲ့တကယ်ချင်းတွေကထမင်းချက်ပြီးရင်ကျွန်တော်ဦးဖေးရအဲဦးဖေးကတူဝင်ချက်တယ်ဆိုတာကျွန်တော်အခုလို rice cooker လည်းမရှိဘူးအာမရှိပါဘူးအာထင်းမိနေထင်းမိနေအာချာချာချင်းပါအဲပြီးရင် အဲကျွန်တော်ကလူဆုံမှလူဆုံလာလဲကျွန်တော်က9နာရီခွဲဝင်းကျင်လောက်မှအဲ့ဒီအချိန်ကျွန်တော်လူဆုံပြီဆိုရင်ခမင်းမကလည်းမရှိဘူးမရှိတဲ့အခါကျတော့ကျွန်တော်ကတော့ရှိတယ်မိုးပြဲတဲ့ဟိုအဖုံးပေါ့အဲ့ဒီဖုံးကိုကျွန်တော်တို့ကခမင်းဟင်းနေကလူခွဲနောက်တော့ငယ်ရလာတဲ့တင်ငင်ချင်းတွေရှိတယ်လေကိုလှုပ်ဖို့ဂိုင်းဘက်တွေရတယ်ကျွန်တော်နဲ့အတူတူကျောင်းကျမအဲ့တဲ့ခါကျရင်သူလည်းသူစားရတော့သူလည်းအဲ့လိုပဲကျွန်တော်ကရဲဘော်ရဲဘက်စိတ်တွေနဲ့ ကျွန်တော်တို့ထမင်းဝိုင်းကိုအောက်မှာကျွန်တော်တို့ကစားခဲ့ရအဲ့ဒါလေးတွေရတယ်အခုချိန်မှာပြန်စဉ်းစားကြည့်အေးပါလွမ်းစရာလူလူပုံမြင်လူလူပုံမြင်လူလူလွမ်းစရာလူလူနော်ဟုတ်တယ်အခုခေတ်လူငယ်တွေကတော့အဲ့ဒါတွေကျွန်တော်တို့ပြောမှာပဲသိတော့မှာပါနော်ခက်ခဲပါလေကျွန်တော်တို့ဟုတ်တယ်ဟုတ်တယ်အခုကျွန်တော်တို့တက်ဆိုးရတဲ့ငွေချင်းတွေမှာကိုသားတော်တို့လုပ်ခဲ့တဲ့အခါမှာမတရားမှုတွေနဲ့ညှဉ်းပန်းနှိပ်စက်ထောင်ကြားခဲ့တဲ့လူတွေနောက်ထောင်ထဲမှာပဲ အသက်ပေးဆက်သွားတဲ့လူတွေနောက်တစ်ခုကမိဘထောင်ကြရတဲ့အခါကျတော့တကယ်သားသမီးတွေကဒီပညာရေးစီးပွားရေးတွေရိုင်လဲပြိုကွဲပြီးတော့မှဒီနေ့ဘဝကိုရိုင်ွားတဲ့လူတွေတွေကျွန်တော်တို့အဲမှာရှိပါတယ်ဒါရတဲ့တောင်းတောင်းစိတ်ဓာတ်နဲ့ဒီရင်းနှီးမှုတွေကအလကားဖြစ်လာတာမဟုတ်ပါဘူးဒါကြောင့်မို့လဲပြည်သူကရှိနေတဲ့အမေပြောတဲ့စကားပေါ့ပြည်သူရှိနေရင် ပါတီကတော့ရှိနေတော့မှာပဲဒါတော့ကျွန်တော်တို့လည်းပါတီရှိနေရင်ကျွန်တော်လည်းရှိနေမှာပါရှိနေမှာပါโอเค